ေးပညာအနှဲတဲ့ပုဂ္ဂိုလ်ဟာတို့သူတော်စင်များဒီလူတွေတို့နဘေးတို့ဟိုအဝေးတို့လှမ်းပြီးတော့ပညာမရှိတဲ့ပုဂ္ဂိုလ်ပညာအနှဲတဲ့ပုဂ္ဂိုလ်ဟာဒီလုပ်ငန်းတွေကိုသိဝင်စားရလားသိမဝင်စားဘူးအဲ့ဒါတို့သူတော်စင်များပညာအားလေးတွေကောင်းအောင်ကိုယ်ဘဝကိုမြင့်တင်ဖို့မလိုဘူးလားအဲပညာအားကောင်းပညာမရှိဘူးဆိုရင်တို့သူတော်စင်များဘာဆိုဘာမှကြကြနာနာမသိတော့ဘူး အဲ့ဒီပညာနဲ့ပတ်သက်ပြီးတော့ထို့သူတော်စင်မြာဥစဉ်တို့ဇတ်တော်တစ်ခုရှိတယ်အကာလရာဝီတဲ့ဘာလဲအကာလရာဝီအကာလဆိုတာအချိန်ခါမဟုတ်တာရာဝီကတွန်တာအချိန်ခါကာလမဟုတ်တဲ့ချိန်မှာတွန်တဲ့ကြက်ကလေးတစ်ကောင်ရဲ့အကြောင်းတဲ့အကာလရာဝီတဲ့ပြောကြည့်ပါအကာလရာဝီ ေးအဲ့ဒီဇတ်တော်မှာဘုရားရှင်ကိုရောမြတ်ကပညာရှိသူမရှိသူကိုနှုတ်ခွဲပေးထားတာရှိတယ်ပညာမရှိတဲ့ပုဂ္ဂိုလ်ဟာလေးမျိုးမသိဘူးဘယ်နှမျိုးမသိတာလေးမျိုးဘာမရှိရင်လဲပညာမရှိလေးမျိုးမသိဘူးအဲ့ဒါဘာတွေကို तू မသိတယ်လဲပြောရင်နံပါတ်1က သူမသိတဲ့အကြောင်းအရာတွေမှာဝဋ္ဌဏဇာနာတိဝဋ္တရားတွေကို သူမသိဘူးပြောကြည့်ပါဦးဝဋ္တရားတွေကိုသူမသိဘူးပြောကြည့်ပါဦးဘာတွေမသိလဲဝဋ္တရားတွေကိုသူမသိဘူးပညာမရှိရင်တဲ့ဘာမရှိရင်အဲ့ဒါဒုသူတော်စင်မြတ်ဦးဇင်းတို့ရဲ့ new generation တွေပေါ့မျိုးသက်တွေဖြစ်တဲ့ပုဂ္ဂိုလ်တွေဝတ်တရားတွေသိဖို့လိုပါတယ်။ဘာတွေသိဖို့လို့ ဝတ္တရားတွေသိဖို့လိုတယ်ဝတ္တရားဆိုတာကဆောင်ရွက်ရမယ်လုပ်ငန်းတွေဟုတ်တယ်မို့လားနိဗ္ဗာန်အရွယ်မှာရှိရင်နိဗ္ဗာန်ရဲ့ဝတ္တရားမရှိဘူးလားမရှိပါဘူးနိဗ္ဗာန်ရဲ့ဝတ္တရားတွေဆိုတာရှိတယ်ကိုကသာသမီဖြစ်နေရင်လည်းဘာတွေရှိ သာသမီကအေးသာသမီကမိဘပေါ်မှာလုပ်ပေးရမယ်ဝတ္တရားမရှိဘူးလားအဲ့ဒါမိဘရဲ့ဝတ္တရားတွေဘာဆိုတာသိဖို့လိုတယ် သာသမိယဝတရားဘာတွေဆိုတာသိဖို့လိုတယ်။ဆရာနဲ့တပည့်အရွယ်မှာဖြစ်နေရင်လေဆရာကလည်းဘာဝတရားဆရာဝတရားတပည့်ကလည်းတပည့်ဝတရားနောက်အလုရှင်နဲ့အလုသမားဖြစ်နေရင်လေအလုရှင်ကလည်းအလုရှင်ရဲ့ဝတရားအလုသမားကလည်းအလုသမားရဲ့ဝတရားဘုန်းကြီးဝတ်ထားရင်လေဘုန်းကြီးရဲ့ဝတရားဒကာဖြစ်နေရင်လေဒကာရဲ့ဝတရားရှိသလားမရှိဘူးလားအဲ့ဒီဝတရားတွေဘာလို့လို့ဘာကံရမှန်းမှာ မသိတဲ့ပုဂ္ဂိုလ်ဒီလောကသုံးမရတာသိကြတယ်ဟုတ်တယ်မလားအဲ့ဒါကြောင့်ပညာမရှိတဲ့ပုဂ္ဂိုလ်ဒီတဲ့ဝတ္တနာသာနာတိဝတ္တရားတွေကို မသိဘူးတဲ့ပြောကြည့်ပါဝတ္တရားတွေကိုမသိဘူးဘာတွေလောက်ရမှာဆိုသူသိလားမသိဘူးနောက်နံပါတ်2ကသိခန္နာသာနာတိသိခန္ဆိုတာကျင့်သုံးတာသိခန္ဆိုတာဘာလဲကျင့်သုံးတာကျင့်သုံးရမယ့်တရားတွေ သူမသိဘူးပြောကြည့်ပါဦးကျင့်သုံးရမယ့်တရားတွေသူမသိဘူးအေးမေတ္တာတို့ကရုဏာတို့မုရိဒာတို့ဥပေက္ခာတို့ဒါမျိုးတွေမရှိဘူးလားအေးမေတ္တာဆိုတာလည်းသူမသိဘူးဘာမှမသိဘူးဒီမေတ္တာဘယ်လိုကျင့်သုံးရမယ်မသိဘူးကရုဏာဘယ်လိုထားရမုရိဒာဘယ်လိုပွားရဥပေက္ခာဘယ်လိုထားမယ်သာနာစိတ်ဘယ်လိုမွေးမယ်ခန္တီတရားဘယ်လိုကျင့်သုံးရမယ်ဘာဆိုဘာမှသူကမသိဘူးဘာမတတ်ရပညာမတတ်ရင်တဲ့ကဲဘယ်နှခုရပါ နှစ်ခုရနံပါတ်1ကဘာမသိတာဝတ္တရားတွေမသိနံပါတ်2ကဘာမသိရရှင်းသုံးရမယ့်တရားတွေ तू မသိဘူးနောက်နံပါတ်3ကကာလန္နဇာနာတိဘယ်ချိန်ဘာလို့ရမယ် तू မသိဘူးပြောကြည့်ပေါ့ဘယ်ချိန်ဘာလို့ရမယ် तू မသိဘူးပြောကြည့်ပေါ့ဘယ်ချိန်ဘာလို့ရမယ် तू မသိဘူးအေးအဲ့ဒါဥစဉ်တို့ရဲ့မျိုးသက်တွေဖြစ်ကြတဲ့ပုဂ္ဂိုလ်ဘယ်ချိန်ဘာလို့ရမယ် ကြက်ကန္တာသိဖို့လိုပါတယ်အထူးအဖြစ်တော့ငယ်တဲ့အချိန်ပညာကောင်းကောင်းရှာရမယ်ဘယ်အချိန်မှလဲငယ်တဲ့အချိန်ဒုသူရစင်များကျန်တာတွေခေါင်းနဲ့မထည့်သေးနဲ့ဘူးပညာကောင်းကောင်းတက်ဖို့လိုတယ်ငယ်ချိန်မှာဘာကောင်းကောင်းတက်ရပညာကောင်းကောင်းတက်ဒီအချိန်လေးပညာစုရမယ်အချိန်မှာပညာမစုခဲ့ရင်ပညာကို ထုတ်သုံးရမယ်အချိန်ကသီးပွားရေးလှုပ်တဲ့အချိန်ကအဲ့ဒါထုတ်သုံးရမယ်အချိန် ချို့ကစီးပွားရေးလို့ပညာကိုထုတ်သုံးရမယ်အချိန်ကြမှာပညာလိုက်ရှာရတယ်အဲ့ဒါမျိုးဖြစ်တော့ကဲနောက်တလန်းနောက်မကြဘူးလားနောက်ကြအဲ့ဒါမျိုးမဖြစ်အောင်ကြိုးစားဖို့လိုတယ်ပေါ့အထူးအားဖြင့်တော့ခစ်သေးကလူငယ်အိမ်အောင်စောစောကြတဲ့တို့သူတော်စင်များမဖြစ်စေနဲ့ဘုဘသာကိုပညာရေးတွေပြည့်စုံသွားယူမယ်ကြမယ်ပေါ့ဘာမှဖြစ်ဟုတ်တယ်မို့လားကိုယ်ဘဝကိုချရောက်ပေါ်ကိုဘဝသာကိုဆုံးဖြတ်နိုင်တဲ့စွမ်းအားရှိအောင်ယဉ်ပြင်ဆင်ထားဖို့လိုတယ် ဘာမှမသိပဲနဲ့အိမ်အောင်ကြာလည်းပဲစတာထွက်ကြတဲ့ကဒုက္ခရောက်မယ်ဟုတ်တယ်မဟုတ်လားအဲ့ဒါမျိုးတွေဖြစ်ပြီးတော့ဒုသူရောစင်များထူအပ်ရင်ဆယ်တန်းအရွယ်လေးတွေအရေးကြီးသလားမကြီးဘူးလားအဲနောက်တက္ကသိုလ်အချိန်နေမှာဒုသူရောစင်များဘွဲရုံနဲ့ပညာတက်တယ်လို့မထင်နဲ့အဲ့ဒီကိုယူတဲ့မေဂျာနဲ့ပတ်သက်ပြီးတော့ interesting ဖြစ်ဖို့အများကြီးလိုကြကြနာနာစိတ်ဝင်စားရအထဲထဲမှာလည်းပဲ investigation ကြကြနာနာလုပ်ရဘယ်လိုလုပ်မှလားကိုကောင်းမလဲ ြကြနာနာစစ်ဆေးရမယ်စုံစမ်းရဘယ်ဘာသာကိုပဲယူယူတကယ်တက်အောင်သင်ဖို့လိုတယ်ဟုတ်တယ်မို့လားခုဦးဇင်းတို့ဘုန်းကြီးဘုရားမှာနေတယ်ကဲနေတယ်ကိုယ်ပညာကိုယ်သင်ထားတာရှိဘူးလားရှိတယ်ဒါဦးဇင်းတို့ဘုရားတွေမှာခုဒါဘွယ်လေးတွေရအောင်ဦးဇင်းတို့ယူလာကြတယ်ဒါဝိနည်းဝိတုဘွယ်ဒါဆိုပိဋကဝိနည်းပိဋကတဘုံဘုန်းကြီးဖြစ်တဲ့အတွက်ကြောင့်ဝိနည်းဘယ်လိုနေရမယ်ဆိုတာသိဖို့လိုတဲ့အတွက်ကြောင့်ရအောင်သင်ထားတာဟုတ်တယ်မို့လား နောက်ဒီဘက်က သာသနာတက်ကတိလဓမ္မစရိယဆိုတာ၄နှစ်သိင်းယူရတယ်ဒါဆိုလဲကြကြနနာတက်ကတူတက်ပြီးတော့ယူထားရတယ်နောက်ဒီဘက်ကသာသနာတက်ကတိလမာဓမ္မစရိယပဲတို့သူတော်စင်များသင်္တန်း၂နှစ်တက်ရတယ်ကျမ်းပြုက၃နှစ်၅နှစ်ဟုတ်လားဒါဆိုတက်ထားရတယ်အဲ့လိုဆိုတော့ဒါဆိုတော့၉နှစ်ရှိတယ်နောက်ဒီဘက်က PhD ဒေါက်တာပဲတို့သူတော်စင်များစုပေါင်း intensive course တွေရှိသေးတယ်အချိန်မှာအင်္ဂလိပ်စာထူးပြသင်တန်းတွေရှိတယ်ပြီးတော့လို့ချင်းအဲ့ဒါကမှတစ်ဆင့်ပြန်ပြီးတော့ ကျမ်းပြုနီဆိုတဲ့သင်္นานကိုတစ်နှစ်ထပ်ပြီးတော့တည့်ရတယ်။အဲ့ဒါမျိုးတက်ပြီးတော့ဇာတန်းပေပါအင်္ဂလိပ်လိုသမျက်နှာ90လောက်ရေးရတယ်။အဲ့ဒါတွေစိတ်တိုင်းကြသွားပြီဆိုမှဒါဥစဉ်တို့ခုသုတေသနာလောက်တာစုပေါင်း၄နှစ်ဆိုတော့အဲ့ဒီဒေါက်တာဘွဲ့တစ်ခုနဲ့တော့ခုနှစ်နှစ်၈နှစ်ကြာတယ်။ဒါမျိုးတွေမရှိဘူးလား။အဲ့ဒီမှာသုတေသနာ research လုပ်ပေးရတယ်။ဒါဥစဉ်တို့ research က Astoria Ignorance and Craving in Theravada Buddhism ခြေတော်ဝါဒဘုရားဘာသာမှာလာတဲ့မသိမှုနဲ့လိုချင်မှုအကြောင်းဒါသူတေသနာလုပ်ငန်းလေးတွေလုပ်ရတယ်။သူတို့ရှင်များဆိုလိုချင်တာကပညာသိပူရမယ့်အချိန်မှာပညာထည့်ထားမှပြည်တာဟုတ်တယ်မို့လား။အဲ့ဒီအချိန်မှာဟိုလိုလိုဒီလိုလိုစီးပွားရေးပဲလှုပ်တော့မှလို့လို့တော့ကြောက်ဘယ်လုပ်ငန်းမဲ့လှုပ်တော့မှလို့လို့ဟိုဟာလေးတို့ဒါလေးတို့ပညာသင်ချိန်မှာကြာမများပါနဲ့။ပညာပေါ်မှာနှိမ့်မြုပ်ထားဖို့လိုတယ်။ပညာပေါ်မှာဘဝကိုပုံထားဖို့လိုတယ်။ အဲ့ဒီပညာတက်သွားရင်တို့တော်စင်များဘာလုပ်ချင်တယ်လဲကြိုက်တာလုပ်လို့ရတယ်ဂျီတင်ကိုယ်နိုင်ငံနဲ့တင်လုပ်ငန်းလုပ်ချင်တာလားနိုင်ငံတကာထွက်ပြီးတော့လုပ်ငန်းလုပ်ချင်တာလားအခုဘုန်းကြီးဝတ်ထားတယ်ဦးစင်းတို့ကဲဘုန်းကြီးဝတ်ထားပြီးတော့ဒီလိုနေတယ်ကဲမြန်မာပြည်သက်ကိုပြောချင်တယ်ကဲမြန်မာလူတရားစကြဏနာဟောတတ်ဖို့မလိုဘူးလားအဲ့ဒီပညာတခြားကရတာမဟုတ်ကိုယ်သင်ထားတဲ့ပညာတွေကပြန်ထုတ်သုံးကြတယ်အဲ့လို့ဆိုတော့ကဲဒါမှမဟုတ်တပည့်တော်တို့ကတော့ ဒီနိုင်ငံနဲ့မဟောချင်ဘူးနိုင်ငံတကာထွက်ချင်တယ်ဩအဲ့ဒါဆိုရင် language ပိုင်းဆိုင်ရာကြာကြာနာနာနော် foreign language တကူကိုကြာကြာနာနာတက်ဖို့လိုလာတယ်ဟုတ်တယ်မို့လားအင်္ဂလိပ်စာပေအင်္ဂလိပ်လိုဟောမှမြင်အင်္ဂလိပ်လိုကြာကြာနာနာတက်ဖို့လိုတယ်ပြတ်တော့လေတမန်ငါရှင်ငါတက်လို့မရဘူးဘာသာရေးအင်္ဂလိပ်ဆိုတာအဆင့်မြင့်မြင့်စနစ်တကျနဲ့သွားမှရတယ်စလုံးလေးတွေကတိတိကျကျဘာသာပြန်ရတာသာဘတော်ဥပမာညာနာဆိုတဲ့ပါဠိစကားနဲ့ပညာဆိုတဲ့ပါဠိစကားတောင်မှအင်္ဂလိပ်မှာဘာသာပြန်ကြတော့ကွာသွားတယ် ညာနာဆိုရင် knowledge နဲ့ဘာသာပြန်ပြီးတော့ပညာကြတော့ wisdom နဲ့ပြန်ဒါသာမန်ဆိုရင်ဟိုဘက်ကလည်း knowledge ကလည်းပဲပညာပါပဲ wisdom ကလည်းပဲပညာပဲလို့ထင်လိမ့်မယ်ဒါပေမဲ့ပါဠိမှာကြတော့ကွာကွာနေတာတွေမရှိဘူးလားအဲအဲ့ဒီကနေဆက်ဆက်ပြီးတော့ဟိုဘက်တွေကိုသွားလိုက်တဲ့အခါဒုသူရဇင်များမက်ကမက်ကအဲဒီဘက်ကညာနေဆိုရင်ကဲနာမရူပပရိသေရညာသွားပြီးတော့သာမန်လူက wisdom နဲ့ပြန်တယ်ဘုန်းကြီးက knowledge နဲ့ဘာသာပြန်တယ်အဲ့ဒါမျိုးစနစ်တကျအများကြီးကွာသွားတာတွေမရှိဘူးလား အဲ့ဒါကြောင့်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့အင်္ဂလိပ်စာသင်တယ်ဖြစ်ဖြစ်မြောက်မြောက်သင်ထားဖို့လိုတယ်ပေါ့တကယ်သုံးရတဲ့အင်္ဂလိပ်စာဖြစ်ဖို့လိုတယ်ပေါ့ဟိုမရောက်ဒီမရောက်အင်္ဂလိပ်ကတော့ဒုသူတော်စင်များငွေကုန်ရုံပဲရှိဟုတ်တယ်မလားအဲ့ဒါကြောင့်အင်္ဂလိပ်စာသင်လဲစနစ်တကျလေးနဲ့ပြောတရမယ်ဆိုတရမယ်ရေးတရမယ်ဘာသာပြန်တတ်ရမယ်ဦးဇင်းတို့ဘုန်းကြီးစဉ်ပါဠိကိုဒါဒီဘက်ကအင်္ဂလိပ်လိုပြန်တတ်ဖို့ကလိုတယ်ပေါ့ဟုတ်တယ်မလားအဲ့ဒါမျိုးကြကြနာနာ ို့သူတော်စင်မြာကိုဘဝဘယ်လိုဘဝမျိုးနေနေပညာဟာအရေးကြီးတယ်ဘာဒီအရေးကြီးလဲပညာဟာအရေးကြီးတယ်အဲ့ဒါကြောင့်ပညာတက်ဖြစ်ဖို့လိုသလားမလိုလားလက်မထောင်ဖို့အတွက်ပညာသင်တာတော့မဟုတ်ဘူးပြောကြည့်ပါဦးလက်မထောင်ဖို့အတွက်ပညာသင်တာမို့မင်းငါလောက်ဘွယ်ရရလားမင်းငါလိုဖြစ်ရလားလို့လိုက်ကြွားဖို့မဟုတ်ဘူးကိုဘဝနဲ့ကိုလျှောက်လန်းတဲ့အခါယုံကြည်ချက်အပြည့်နဲ့သွားနိုင်အောင်အတွက်ပညာသင်တာဟုတ်တယ်မလားဘာအပြည့်နဲ့လဲယုံကြည်ချက်အပြည့်နဲ့ တို့ကတော့ဂလူနေရာပို့လိုက်ပို့လိုက်ရတယ်ဘယ်နှံ့ရောက်ရောက်ကို့ဘဝကို့ပညာနဲ့ရက်တည်နိုင်တယ်ဆိုတဲ့လူသားမျိုးဖြစ်ဖို့ဦးဇင်းတို့ရဲ့မျိုးဆက်တည်းရေးကြည့်ကြလားမကြည့်ဘူးလားအဲ့ဒါကြောင့်ဘယ်ချိန်မှဘာလုပ်ရမယ်ဆိုတာမသိဘူးတဲ့ပညာမဲ့သူကဘာမဲ့သူကပညာမဲ့သူကအဲ့ဒါကြောင့်၃မျိုးရသွားဘယ်နှမျိုးနံပါတ်၁ကဘာမသိတာဝတ်တရားတွေကိုမသိတာနံပါတ်၂က ကျင့်သုံးရမယ့်တရားတွေကိုမသိတာနံပါတ်3ကဘယ်ချိန်ဘာလုပ်ရမယ်ဆိုတာမသိတာကဲနောက်တစ်ခုကကြတော့အကာလံနသာနာတိဘယ်အချိန်ဘာမလုပ်သင့်ဘူးဆိုတာလည်းမသိဘူးတဲ့ပြောကြည့်ပါဘယ်အချိန်ဘာမလုပ်သင့်ဘူးဆိုတာလည်းမသိဘူးအဲ့ဒါလည်းပြဿနာပဲအချိန်ခါမဟုတ်တဲ့အချိန်မှာသွားပြီးတော့တို့သူတော်စင်များလုပ်ငန်းလုပ်မယ်ထားတခြားစီဖြစ်သွားမှာပေါ့လုပ်သင့်တဲ့အချိန်မှာပဲလုပ်ရ မလုတ်တဲ့နဲ့ချိန်သွားပြီးတော့မလုတ်နဲ့မလုတ်တဲ့နဲ့ချိန်သွားလုတ်လိုက်ရင်၎င်းနဲ့ဆုံးရှုံးတာဟုတ်တယ်မဟုတ်လားအဲ့ဒါမျိုးတွေမရှိဘူးလားအဲ့ဒါကြောင့်မို့ဒါဖရာတက်ရိုက်ပြောထားတဲ့စကားပဲဖရာကပညာရှိနဲ့ပညာမဲ့ပြီးဒီလိုကွာသွားပါတယ်ပညာရှိတဲ့ပုဂ္ဂိုလ်ကကြတော့ကြောင်းမြန်ပေါ့ဘာတွေသူသိတယ်လဲပြောရင်ဝတ္တရားတွေသိတယ်ဝတ္တရားသိတော့တို့သူတော်စင်မြတ်ဘယ်နေရာရောက်ရောက်ဝတ္တရားမကြည်တဲ့ပုဂ္ဂိုလ်မျိုးမဖြစ်တော့ဟုတ်တယ်မဟုတ်လား နောက်ကျင့်သုံးရမယ်တရားကိုသိတယ်။ဘာကိုသိလဲ။ကျင့်သုံးရမယ်တရားကိုသိတယ်။သူဘာတွေကျင့်ရ။ကာယကံကိုဘယ်လိုကောင်းအောင်ကျင့်။ဝစီကံကိုဘယ်လိုမနောကံကိုဘယ်လိုစိတ်ဖြူစင်မှုကိုဘယ်လိုအကုန်သူကကျင့်သုံးရမယ်တရားသိတယ်။နောက်ဘယ်ချိန်ဘာလုပ်ရမယ်ကြာကြာနာနာသိတယ်။ဘယ်ချိန်ဘာမလုပ်သင့်ဘူးဆိုတာလည်းကြာကြာနာနာသိတယ်။အဲဒါကြောင့်ပညာရှိသူနဲ့မရှိသူတွေနောက်ပိုင်းရည်ရှိမှကြတော့ကြွာသွားတာတွေမရှိဘူးလား။ အဲ့ဒါတခြားกว่าတော့ဒီ၄မျိုးกว่าရင်းเนี่ยဘဝတွေกว่าသွားတယ်တဲ့ဝတ္တရားရယ်ကျင့်သုံးရမယ့်တရားရယ်အချိန်ကာလဟုတ်တာရယ်မဟုတ်တာရယ်အေးအဲ့ဒီဘယ်နှမျိုးလဲ၄မျိုးတင်းအဲ့ဒီ၄မျိုးကိုကြာကြာနာနာသိအောင်ပညာသင်ရတာမရှိဘူးလားတင်းကြာကြာနာနာပညာသင်ရတယ်ဒီနန်းလေးမှာဟိုအင်္ဂလိပ်ကရေးထားတာလေးကသိဝင်သားတွေကကောင်းတာလေးရှိတယ်နော်ပညာရေးနဲ့ပတ်သက်ပြီးတော့အင်္ဂလိပ်ကဘာလေးရေးထားတာရှိတော့ဆိုတော့ think before you speak think before you speak ဆိုတော့ဘာပြောလဲ before you speak ဆိုတော့ဘာပြောလဲမပြောခင် think about that စဉ်းစားပါမပြောခင်စဉ်းစားပါပြောကြည့်ပါမပြောခင်စဉ်းစားပါအဲ့ဒီဝတ်ကြလေးရဲ့နောက်ကရေးထားတဲ့ဝတ်ကြကပို့ပြီးတော့ကောင်းတယ် read before you think နော် read before you think အဲ့ကြတော့ before you think ဆိုတော့ဘာပြောတာမစဉ်းစားခင် r e a c ကဘာလို့လဲစာဖတ်ပါဘလောက်ကိုသူတို့ရဲ့အင်္ဂလိပ်စကားပုံကလည်းပဲဘလောက်ဖြည့်တယ်လဲဆိုတာနော်အဲဒီဘက်ကကိုကြည့်လိုက်တဲ့အခါကျတော့ဒီဘက်ကလုပ်ငန်းတစ်ခုစကားပြောမယ်ဆိုရင်မပြောခင်ကစဉ်းစားမစဉ်းစားခင်ကစာဖတ်ပြောကြည့်ပါဦးဘာလဲလဲအဲ့ဒါတကယ်မှန်တယ်တို့တို့ရောစင်များ ကိုဘဝလေးသွားရင်သာဖတ်ဖို့ဒီပဓာဏကြာသလားမကြာဘူးလားအဲအဲ့ဒီဝကြလေးရဲ့အောက်မှာဆက်ပြီးတော့ပညာရေးလေးနဲ့ပတ်သက်လို့ရေးထားတာလေးရှိသေးတယ်အဲ့ဒါဘာလေးရေးထားတော့ဆိုတဲ့အခါကျတော့နော် when you know better when you know better ဆိုတော့ဘာပြောတာ better ကကောင်းကောင်းမင်းကောင်းကောင်းသိတဲ့အခါမှာအဲနောက်ဝကြလေးနော် you do better ကောင်းကောင်းပို့လုပ်နိုင်တယ် ကောင်းကောင်းသိထားမှကောင်းကောင်းလုပ်နိုင်တာပြောကြည့်ပါဦးကောင်းကောင်းသိထားမှကောင်းကောင်းလုပ်နိုင်တယ်သူတို့ဆန့်ကျင်မဲ့ပြန်ကြည့်လိုက်ဝါတတာသိထားရင်ဝါတတာပဲလုပ်တတ်တယ်ဟုတ်တယ်မို့လားအဲ့ဒါကြောင့်ဝါတတာမဖြစ်ဖို့လိုတယ်အဲကိုသိတဲ့အသည့်လေးတွေကိုရှင်းရှင်းလေးဖြစ်အောင်ဗတ်တာဖြစ်အောင်လုပ်ထားဖို့မလိုဘူးလားလိုတယ်အဲအဲ့ဒါကြောင့်မို့ပညာရေးတွေအရေးမကြီးဘူးလားရေးကြည့်တယ်ခုဒီအကာလရာဝိဆိုတဲ့ဒီဇလန်းလေးမှာကြည့်တဲ့ခါကျတော့ ပညာရှိနဲ့ပညာမဲ့ကို ခုန၄မျိုးနဲ့ခွဲပေးတယ်ဘယ်နှမျိုးနဲ့လဲ၄မျိုးနဲ့အဲ့ဒီ၄မျိုးနဲ့ခွဲပေးတယ်ဇလန်းလေးကဒီလိုအဲ့ဒီချိန်မှာဦးဇင်းတို့ရဲ့ဖျားလောင်းနော်အခုဖြစ်ခဲ့တဲ့ဖျားကအဲ့ဒီချိန်မှာဖျားလောင်းပါလောင်းတယ်ဖျားလောင်းအဲ့ဒီဖျားလောင်းသည်ဓိတာပါမောက္ခဆရာကြီးဖြစ်နေတာတဲ့ဘာဖြစ်နေတာအဲဓိတာပါမောက္ခဒီခေတ်ဆိုရင်တက္ကသိုလ်တခုရဲ့ပါမောက္ခဖြစ်နေတာပေါ့နော် အဲပမောခတယောက်ဖြစ်နေတယ်သူ့လက်အောက်မှာပညာသင်နေတဲ့ကျောင်းသား900ရှိတယ်ဗနရာရှိတာ900ရှိတယ်အဲ့ဒီ900သောပုဂ္ဂိုလ်တွေကျောင်းသားတွေကလည်းကြိုးကြိုးစားစားဆရာကြီးကလည်းကြိုးကြိုးစားစားနဲ့ပညာတွေကိုအဲ့ဒါသင်ကြားပေးတယ်သိဝင်စားတဲ့ဟာကောင်းတာတွေကအဲ့ဒီကျောင်းသား900ကနော်ကျက်ဖာလေးတကောင်မွေးထားတယ်ဗာလေးမွေးထားကျက်ဖာလေးတကောင်မွေးထားတယ်အဲ့ဒီကျက်ဖာလေး ီကြက်ဖလေးမနှက်ခင်းလင်းနေဆိုလို့ရှိရင်လေအာယုံတက်တာနဲ့ဘုသူတော်ရှင်များကြက်ဖကမနှက်ခင်းအာယုံတက်ရင်ဘာဖြစ်လဲအင်းကြက်ဖလေးတွေတွန်းတယ်ဒါမျိုးဘဝသိပ်မကြဘူးဦးဇင်းတို့တော့တောသားဆိုတော့တောမှာတော့ကြက်တွန်းတာတော့ဟိုဝင်းငတ်တွန်းဒီငတ်တွန်းဟုတ်တယ်မဟုတ်လားမျိုးမှာတော့တွန်းတာသိပ်မရှိဘူးဟုတ်လားအဲအဲ့ဒါမနှက်ခင်းလင်းလိုက်တော့ပုံမှန်လေးနော်တွန်းပေးတယ်ညဆိုရင်လေသကောင်17နာရီလောက်ဆိုရင်ကြက်ကအဲ့ဒါသကောင်ကြက်ဆိုတာတွန်းတာမရှိဘူးလား အဲ့ဒီချိန်မှလည်းပဲတွန်တယ်။နောက်အိတ်တန်းတက်ပြီဆိုရင်လည်းပဲကြက်တွန်တယ်။အိတ်တန်းတက်ရင်လည်းကြက်တွန်တယ်။သကောင်မှလည်းကြက်တွန်တယ်။အဲ့ဒီလင်းမယ်။အာယုံတက်တော်မယ်ဆိုရင်လည်းပဲအဲ့ဒါဘာဖြစ်လဲကြက်တွန်တယ်။အဲ့လိုဆိုတော့ကြောင်းသားတွေကဒီသင်္ကေတာလေးသူတို့ကမှတ်ထားတယ်။အဲမနှက်ခင်းဆိုရင်ဒီကြက်လေးတွန်ပြီဆိုရင်ဒါလင်းတော့မှာပဲ။အဲ့ဒီကြက်တန်လေးကြားကြတဲ့ကြောင်းသားတွေကအလုံးသူရောကိုရောထကြတယ်။ထပြီးတော့ ျက်တင်တာကျက်သာမှတ်တင်တာမှတ်ရေးတင်တာရေးသူတို့ရဲ့သင်္ကန်းစာတွေနဲ့ပတ်သက်လို့လေ့လာကြတယ်ကျက်လေးကိုဝိုင်းပြီးကျေးဇူးတင်နေကြတာတို့ဘာမှတော့မလို့ဒီကျက်တန်လေးနဲ့တင်နားထောင်ပြီးအစဉ်ပြေဖြစ်နေတာပဲဆိုနေနေနဲ့အဲ့ဒီကျက်လေးရေးရှည်ဆိုတော့သူလည်းပဲအသက်ရွယ်ရလာတော့အဲ့ဒီကျက်လေးသေဆုံးသွားတယ်တဲ့ဘာဖြစ်သွားအဲ့လိုသေဆုံးသွားတဲ့ခါကျတော့ အစဉ်ဆက်ကဒီကြက်တန်လေးနဲ့နေလာကြတဲ့ပုံကိုယ်တွေဆိုတော့ကြက်မရှိတဲ့အခါကျတော့သူတို့ဘယ်ချိန်ထလို့ထအမြန်ပုံမှန်မထနိုင်တော့ဘူးဖြစ်တယ်။အဲ့ဒါနဲ့ကျောင်းသားတွေစုပေါင်းပြီးတိုင်ပင်ပြီးတော့အေးတို့ဒီလိုကြက်မျိုးလေးတစ်ကောင်တော့ရရင်ကောင်းပါပဲဆိုပြီးတော့လိုက်ရှာကြမယ်ဆိုပြီးတော့ကြက်ဖာလေးတစ်ကောင်လိုက်ပြီးတော့နော်ရှာတယ်ပေါ့အဲ့ဒါမျိုးရှာတော့သူတို့ဟိုရှာဒီရှာရှာရင်းနဲ့ ဘယ်ကတွေ့လာတော့ဆိုတော့သုတ်တန်တွေကကြက်လေးတွေ့လာတယ်ဘယ်တဲ့ကလဲသုတ်တန်တွေကကြက်လေးတွေ့လာသုတ်တန်တွေကကြက်လေးဆိုတော့ဒုသူရစင်များသုတ်တန်ဆိုတော့သိတဲ့အတိုင်းလူကလာလိုက်ဟိုပြေးလေရဒီပြေးလေရတခါလာပြီးတော့ဒါမသာချမယ်အဲ့ဒီကြက်ကဟိုပြေးရဒီပြေးရဆိုတော့ဒီကြက်လေးကစနစ်တကျနဲ့သူနေခဲ့ရတာမဟုတ်ဘူးတဲ့အဲ့ဒါမျိုးနေခဲ့ရတာမဟုတ်တော့ဒီကြက်လေးအဲ့ဒါဖမ်းလာတော့ဘာမှသူကသူ့ရဲ့မိဘရင်ွယ်မှာလက်ထပ်တင်ထားတာဘာမှမရှိတော့ ကျောင်းသားတွေစီရောက်လာတော့သူတွွန်ညင်တဲ့ချိန်တွွန်တယ်ဟုတ်ကဲ့မတွွန်ညင်လဲဒီတိုင်းနေလိုက်တယ်တခါတလေကျတော့လေအစိုးရထတွွန်မြန်ရောအဲ့ဒါနဲ့ကျောင်းသားတွေကထတာဘာမှမမြင်ရသေးဘူးအစိုးရဖြစ်နေတခါတလေကျတော့လေနောက်ကျမှတွွန်မြန်ရောဘာမှစာမကျက်လေရအောင်ဟောတွွန်ကျဟိုကျောင်းသားကအဲ့လိုဖြစ်ဒီကျောင်းသားကလိုဖြစ်မင်းထူးပါဘူးကွာစီးမဲ့ကမ်းမဲ့ကျက်မင်းရှိနေလေအလကားပဲဆိုပြီးတော့အဲ့ဒါကျောင်းသားတွေတိုင်ပင်ပြီးတော့အဲ့ကျက်လေးရိုက်တက်ပြီးချက်စားပလိုက်တယ်တဲ့ အဲ့ဒါမျိုးဖြစ်တော့အဲ့ဒါကြက်လေးဒီလိုဖြစ်သွားပါတယ်လို့အဲ့ဒါပြောတဲ့နေရာမှာဖះကပြောတဲ့စကားလေးကမှတ်သားလောက်တယ်ဟုတ်လားဖះကဘာပြောလို့ဆိုတော့အမာတာပိတရသံဝတော်အနာစီရကုလေဝတံနံပါတ်အဲ့ဒါစကားလေးနှစ်ချက်ပေါ့စကားဘယ်နှစ်ချက်နှစ်ချက်အမာတာပိတရသံဝတ္တ မိဘရဲ့ယင်ခွင်မှာ စနစ်တကျမကြီးထွားခဲ့ခြင်းပြောကြည့်ပါမိဘရဲ့ယင်ခွင်မှာစနစ်တကျအဲစနစ်တကျမကြီးခဲ့ခြင်းပေါ့နော်မိဘရဲ့ယင်ခွင်မှာစနစ်တကျမကြီးခဲ့တဲ့ပုဂ္ဂိုလ်သည်ဝတ္တရားလည်းမသိဘူးကျင့်သုံးဝမဲ့အရာလည်း तू မသိဘူးနောက်ကာလဘယ်ချိန်ဆိုတာလည်းမသိဘူးဘယ်ချိန်မှတုံအောင်ဆိုတာလည်းပဲမသိဖြစ်တတ်တယ်တဲ့ဒါကကြက်လေးပြောပြီးလူသားတွေအလုံးနဲ့မဆိုင်ဘူးလား အဲ့ဒါကြောင့်တို့သူတော်စင်များအသက်ရွယ်ငယ်တဲ့အချိန်မှာကို့မိဘရဲ့ရင်ခွင်မှာနေရတဲ့အချိန်မှာမိဘတွေကတက်တင်တက်ထိုက်တဲ့ပညာတွေကိုသင်ထားဖို့လိုသလားမလိုလားမလို